အရင်ပိုင်းမှာတော့ဆရာအုံမခွက်ရဲ့တိုက်စစ်တခင်ဆမ်မီရှင်မိတ်ဆက်ပေးမှုနဲ့အဆုံးသတ်တော်ခဲ့ပါတယ်။ Chapter 155မှာတော့အီစာကြီးဟာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုလည်းဖြစ်သူ့ရဲ့သူရဲ့ကောင်းလည်းဖြစ်တဲ့ဆမ်မီရှင်ကိုကိုယ်တိုင်မျက်မြင်ကိုယ်တိုင်တွေ့နေရပါပြီ။ဆရာအုံမခွက်ကမင်းတို့ရဲ့ဂျပန်အနာတတိလက်ရေးစင်အသင်းနဲ့ပွဲပြီးမှ Blue Lab Project ကြီးကတကမ္ဘာလုံးရဲ့အထံရှင်ကိုရလိုက်တယ်။ပြီးတော့ငါ့ရဲ့ဂျန်တန်နေဇလန်ကလည်းလောဘကြီးရဲ့စပွန်ဆာဘေးကြီးကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့ဘလူးလော့ရဲ့ဒုတိယအတုကငါမျော်လင့်ထားတဲ့အထက်ကိုကျော်လွန်နေပြီပြီးတော့ဟုတ်တာပေါ့ ဘလူးလောက်ရောက်နေကြတာဂျာမနီအသင်းပဲမဟုတ်ဘူးဟမ်ဒါဆိုအဲ့ဒီရွေးချယ်ရမယ့်နိုင်ငံတွေကအဲ့ဒီအကောင်လုံးကစူပါစတားတွေကဒီလိုလာကြမှာပေါ့ဒါပေါ့ညီလေးတို့ရဲ့နိုင်ငံတိုင်းရဲ့အသက်20ရောက်အသင်းဝင်တွေနဲ့တိုက်စစ်စရာတွေအကောင်လုံးပဲကဲငါသူတို့အကောင်လုံးကိုမိတ်ဆက်ပေးမယ်အင်္ဂလန်မှာတော့စံပီရှင်ပြီးရင်အကောင်ဆုံးတိုက်စစ်မှုဖြစ်တဲ့မန်ရှိုင်းစီးတီးကတမနီလိုမှာကြောတဲ့ခန္ဓာကိုယ်နဲ့ပြီးပြည့်စုံတဲ့သူရဲ့ကောင်းခရစ်စပရင်စပိန်ဘာသာကလပ်ကဘရာဇီးရဲ့အလွန်မင်းထက်မြတ်တဲ့ညံကြီးရှင်ဒရီဘလာတယောက်ဖြစ်တဲ့အကသမားလာဗီညိုအီတလီဥပါကလပ်က ွားတဲ့အတင်းတိုင်းမှာအောင်ပွဲကိုယူဆလာပေးတဲ့တော်ဝင်တန်တမန် Snuffy နောက်ဆုံးတော့ပြင်းတဲ့ရဲ့ Berry Agent Club ကရဲစည်းလို့အမြန်နှုံးနဲ့တိုက်စစ်မှုနှစ်ဖြာအပြည့်သမား Loki အဲ့ဒီဆရာကြီးရဲ့အတွေးခေါ်အောက်မှာမင်းတို့အားလုံးကြဲကြဲမကြဲကြဲအဲ့ဒီရဲ့ပတ်ဝန်းကျင်အောက်မှာမင်းတို့စိတ်ခဲပြောင်းလဲရမယ်။ကဲဒုတိယအတော့ရဲ့အကြောင်းကိုငါရှင်းပြမယ်။ပထမဆုံးအနေနဲ့မင်းတို့ရဲ့ဆရာကြီးနဲ့အတူလေ့ကျင့်ရမယ်။ပြီးရင်တော့ပထမလက်ရှိအသင်းရလူတွေနဲ့ဘလူးလော့တို့ရောထားတဲ့အသင်းမှာပါအောင်လုပ်ပြီးတော့မင်းတို့ရဲ့တန်ဖိုးကိုပြပေးရမယ်။အဲ့ဒီနှစ်သင်းရောထားတဲ့အသင်းက တခြားအသင်းတွေနဲ့အတူရှင်ပြန်ရဲလိမ့်မယ်ဟာဒါဆိုငါတို့ကတခြားအသင်းအကောင်တွေနဲ့ချားရမှာလားဟုတ်တယ်အဲ့ဒါအဓိကပဲဒါပေမဲ့အဲ့ဒီပွဲတွေမှာတော့စည်းကမ်းချက်လေးတွေကထူးခြားလိမ့်မယ်ပွဲတွေကိုမြန်မြန်နဲ့ဒရမ်မာဆက်ဆံပြီးဖို့အတွက်နိုင်မို့ဆိုရင်ဂိုးသုံးလုံးပဲလုပ်မယ်လူကိုကြိုက်တဲ့လောက်အကန့်တက်မရှိလဲလို့ရမယ်နောက်ဆုံးစည်းကမ်းချက်ကတော့ဆရာကြီးကတပွဲမှာ3မိနစ်ပဲပါလို့ရမယ်ဒါဆိုအူထရမန်နေလို့လား damn ဆရာကြီးနဲ့အတူတူစောင့်အောင်ပါပေါ့ဟုတ်တယ်ဒါကဖြောပြေးတိုက်ပွဲတွေအတက်လှုပ်ထားတဲ့ Star Chain System အတွက်စည်းကမ်းချက်တွေပဲငါစောနာကလည်းပြောပြီးဆိုပေမဲ့ ောက်ဆုံးယူတန်နီကဘာဖလားရဲ့လူကြီးပွဲအတွက် Line and you မင်းတို့ရဲ့ပွဲစဉ်တွေက performance တွေကိုကြည့်ပြီးတော့တခါပြီးတခါငါပြောင်းလဲမယ်။နောက်ဆုံးပွဲစဉ်အပြီးထိတ်ဆုံးကကစားသမားတွေကိုပဲ under 20လက်ရေးစင်တွေအနေနဲ့အသုံးပြုသွားမယ်။ဒီကဘာအဆင့်မျိုးဆက်တည်းရဲ့ဒီစိတ်ခေါ်မှုပွဲကကဘာဘောလုံးတစ်ပိုင်းမှာအကြီးမားဆုံးဖြစ်တဲ့ဒီလိုအိတ်ခွေးစဘောလုံးလေးပဲဆိုပြီးတော့ရှာဦးမှုခွက်ကခန်းနာထေဝါစာမိတ်ဆက်လိုက်ပါတယ်။ဒီဘက်ကတကယ်ယူနေရပဲ။အရန်ဟော်ရီလိဖျောင်းရီဘလူးလော့ကြီးကတပြီးပြီးမိုက်လာပြီဟာ။ ချီပဲငါအသက်မရှူသေးရဲ့လားအားလုံးကတော့မာစတာရင်းနဲ့အတူကစားတော့မအောင်မယုံနိုင်ဖြစ်နေကြပါတယ်ပီစာကြီးရဲ့အိမ်မက်နဲ့သူရဲ့ကောင်းကတော့သူ့ရဲ့မျက်မှောက်မှာပဲရောက်နေပါပြီအဲ့ဒီအချိန်မှာပဲဆရာဦးမုခွတ်ကဩပြီးတော့ငါမမိသွားခင်ပြောလိုက်အောင်မေနိုဝယ်နိုဝါရဲ့ဂျာမနီအတင်းအတွက်ငါပါသေးခြင်းနဲ့အထူးရေးချယ်ထားတဲ့ကစားသမားတယောက်လည်းရှိတယ်ပုံမှန်မဟုတ်တဲ့အသွေးတွေကိုခေါင်းထဲရိုက်ထည့်ခံထားပြီးတော့အရှုံးသမားတွေရဲ့ဒုတိယအထုပ်ထဲမှာမကောင်းဆိုးဝါးတကောင်မွေးလာခဲ့တယ်အဲ့ဒီမကောင်းဆိုးဝါးအခုလာနေပြီ Wildcard Program ရဲ့နောက်ဆုံးကြိမ်အတူနောက်ဆုံးမြင့်နဲ့ Grand Gate Konigami ကဲကစားသမားတွေအားလုံးကဘာကြီးရဲ့အပူပြေးဆုံးနေရာမှာရောက်နေကြပြီဆိုတော့ Blue Lord ရဲ့ဒုတိယအတုပ် Neo Egoist လက်ကြီးစတင်လိုက်ပါပြီဆိုပြီးကျင်ကြရင်6155ကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်အရင်အပိုင်းမှာတော့ဆရာဦးမိုးခွတ်က Neo Egoist လက်ကြီးကိုခန်းနာဆဲဝါစာစတင်ခြင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဆရာဦးမိုးခွတ်ကတော့ကဲ Master ကြီးမင်းတို့လုံးဆရာရှိတာကိုလုံးလို့ရပြီဆိုပြီးတော့ Hologram အပြတ်ကွယ်သွားပါတယ် Kunigami Noenowa နဲ့ငါ့ရဲ့ training အစ်စ်ကစတင်ပြီဆိုပြီးတော့တွင်းနေတော့မှာပဲ ဆံပြူကိုအချစ်ကပန်းနိုင်ကိုလာခဲ့ငါအဲ့ဒီမှာစောင့်နေမယ်ဆိုပြီးတော့လက်ထပ်သွားပါတယ်ကျန်တဲ့ကောင်တွေကတော့ my name is မောင်မောင် i am a ဘောလုံးသမားလောက်ရကြတာမို့ဂျာမန်စကားဆိုပို့ဆိုးတာပေါ့အဲ့ဒါကြောင့်မို့ဂျာမန်စကားနားလေတဲ့မော်ဒဘိုင်းကိုကိုကပဲအသိမြင်ကြဖို့ပြောပြလိုက်ပါတယ်အီစာကီကတော့မတွေ့တာကြာပြီဖြစ်တဲ့ကုနီဂါမီကိုနှုတ်ဆက်ဖို့သွားခဲ့ပြီးဝိုက်ကတ်တိုက်ဝဲရှိရဆိုတာငါမသိခဲ့ဘူးပြန်လဲကျူးစူရတဲ့သူရဲ့ကောင်းကြီးပြန်လာတဲ့သူကမင်းဆိုတာကိုတီးလိုက်ရတော့ငါအရင်ပြောသွားခဲ့ငါတို့အတူတူပြန်တိုက်ခိုက်ရတော့မှရက်လိုက်တော့ဟမ် ငါသူရေကောင်းမို့တော့အဲ့ရင်မင်းကြက်တဲ့ဟာသားကိုလေငရဲမှာထားခဲ့လိုက်ပြီပြင်ဆင်ထားလိုက်တော့ဤစာကြီးကမ္ဘာအကောင်ဆုံးဖြစ်လာမယ့်သူဟာငါပဲကျွန်တော်တို့ရဲ့ခုနီကာမီကတော့ဝိုက်ကတ်မှာဘာတွေဖြစ်ခဲ့လဲမသိပေမဲ့သူရေကောင်းလို့ခေါ်တာမကြိုက်တဲ့အတွက်ကြောင့်ကပတိန်အမေရိကလိုပဲတုံးပါတော့မယ်ဤစာကြီးတို့ကလည်းဘာတွေဖြစ်ခဲ့လဲသိကြမိမဲ့ training ကစောက်ပြီမလို့ training ကိုပဲဦးစားပေးလိုက်ရပါတယ်ဒီလိုနဲ့ training ကစတင်ခဲ့ပြီးတော့ပထမဆုံးဖြစ်တဲ့အဖြောင့်ပြေးနေရမှာတော့ကပတိန်အမေရိကဟာဆိုရင်အရင်အထက်တော်တော်လေးပုံမြန်လာခဲ့ပါတယ် ။ဣဇာကီကိုတိုင်တော့အရင်ကပဲမြန်လာလားအခုမှပဲပိုပြီးမြန်သွားလားဆိုတော့ဝေခွဲမြဖြစ်နေပါဗါး။ဣဇာကီပြောနေတာကတော့ကပတိန်အမေရိကရဲ့ရုပ်ပိုင်းဆိုင်ရာပိုတိုးတက်လာပြီဆိုတာပဲဖြစ်ပါဗါး။ဒုတိယဆုံးဖြစ်တဲ့တောင်အမြတ်တက်နေရမှာလဲ။ဘတ်စတာမန်ချန်ရဲ့ကစားသမားတွေကဣဇာကီရုံးနဲ့တက်တူရွယ်တူတွေပဲလို့မထင်ရလောက်အောင်ပိုပြီးတော့မြန်ဆက်နေပါဗါး။ဇုံတိုင်းမှာကပတိန်အမေရိကထက်နောက်ကျနေပြီးတော့ဘတ်စတာမန်ချန်အတင်းကိုလိုက်မိနိုင်တဲ့သူဆိုလို့ကပတိန်အမေရိကပဲရှိပါဗါး။ဣဇာကီရောရုံးကန်နေရချိန်မှာတစုံတရာကတော့ပန်းနိုင်ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဣဇာကီကလည်းငါမရှုံးသေးဘူး ငါ့ရဲ့တန်ကြီးကိုပြရမယ်ဆိုပြီးတော့နောက်ဆုံးဆုံးရောက်ရှိလာခဲ့ပါတယ်။စိတ်အေးအေးထားပြီးတည်တည်ငြိမ်ငြိမ်နဲ့အာယုံစိုက်ကစားရင်အမတ်အများဆုံးပြည့်မတ်ကိုတေးချာချင်းကကန်လိုက်ချိန်မှာတော့နောက်ကတစုံတစ်ယောက်ကဂျာမန်ဘာသာစကားနဲ့မမင်းကိုတွေးကြည့်နေခဲ့တာအီဇာကီယိုအီချီမင်းကိုယိုအီချီလို့ပဲခေါ်မယ်နော်ရရမလားဆိုပြီးတော့အီဇာကီကန်လိုက်တဲ့ဘောလုံးကိုဘောလုံးနဲ့ပဲအထာကြကြပြန်ကန်ထုတ်ရင်ငါ့ရဲ့နာမည်ကခိုင်စာပါပြီးတော့ငါမဖြစ်နိုင်တာတွေကိုပဲလုပ်တယ်မင်းတို့ရဲ့ဒူးတွေကိုထောက်ပြီးတော့ခါသားကြတဲ့ဘလူးလော့ဆိုပြီးတော့ကိုင်စာရဲ့အမိုက်စာမိတ်ဆက်မှုနဲ့ chapter 156ကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်ထပ်အပိုင်းတွေမှာတော့ပိုပြီးမိုက်တဲ့အရာတွေလာမှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ like and subscribe လုပ်ရသေးရင်လုပ်ခဲ့ပေးကြဖို့တောင်းဆိုပါရစေ။ဒီနေ့ video ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက် video တွေမှာပြန်တွေ့ကြတာပေါ့။